မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့မှာကတော့60ရက်တကြောမှာစုတန်းတောင်းကျင်းနေတဲ့အလောက်ကပြောက်ကြအဖွဲကအကျန်းဘက်ကမှတယောက်တည်ဆုံသွားတယ်ဆိုတော့သတင်းတော့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကွေတိုင်း6မြို့နယ်ပတ်ဝန်းကျင်မှာဒီအကျန်းဘက်လုပ်ငန်းတွေလုပ်ကင်နေတဲ့အလောက်ကပြောက်ကြအဖွဲကစကံမှုဆိုတဲ့အောင်စင်မျိုးခေါ်အော်ဝင်မှာ18ရက်နေ့နေ့လယ်7နာရီဝင်းကျင်မှာပဲတပ်မတော်စစ်ကြောင်းတွေနဲ့ထိတွေ့တိုက်ပွဲအတွင်းတည်ဆုံသွားတယ်လို့သိရပါတယ် တကယ်တော့ဒီ64ကြောင်ရောဝေးချိုလမ်းပိုင်းမှာဒီအာလောကကြောက်ချအဖွဲကစိုးတန်းတောင်းကျနေတဲ့အကြာဖြစ်ပါတယ်။ပြီးခဲ့တဲ့လအနေငယ်ကလည်းဒီ6မှာရှိနေတဲ့နိုင်ငံဝန်ထမ်းတွေစောက်လူဝင်ကြီးဌာနနိုင်ငံဝန်ထမ်းတွေကိုပြန်ပြီးဆွဲတာတွေဖန်ဆီးခေါ်ဆောင်တက်ပြတ်မှုတွေလည်းပြုလုပ်ခဲ့ရရှိပါတယ်။ဒီလိုမျိုးဒီပြတ်မှုတွေလူတန်းမှုပေါင်းများစွာကျွလွန်နေတာက6မြို့မှာခြေစိုက်ထားတဲ့6မြို့နဲ့ပတ်ဝန်းကျင်မှာခြေစိုက်ထားတဲ့အာလောကကြောက်ချအဖွဲကအကြံဖက်သမားတွေဖြစ်ပါတယ်။ မနေ့ကနေ့လမ18ရက်နေ့နေ့နဲ့17ရက်နေ့ဝင်းချင်းမှာပဲ6မြို့ကနေထွက်လာတဲ့နေနေကတရင်တစ်ဖွဲ့ရဲ့ဒီရင်တန်းကို6မှန်ရှိနေတဲ့အညာသာတော်သာအာလဝက တောက်ကြအဖွဲ့ကဒီအချက်ကတော်တွေကဝိုင်းဝန်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရင်းနှန်းကိုကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီနှစ်ပတ်သေးတွေတိုက်ပွဲအတွင်းအာလဘကပျောက်ကြားအဖွဲ့ကအသက်16နှစ်အရွယ်စကံမှုရာလို့ယူထားတဲ့အောင်စင်မျိုးကိုအော်ဘိုက်ပွင့်ပြီးတော့တိစုံသွားတယ်လို့သိရပါတယ်။ဖြစ်တဲ့တိုက်ပွဲကတနားရီကအကြောင်းမြင်ခဲ့တာဖြစ်ပြီးတော့ဒီအချမ်းဘက်သမားဘာရောက်ထမနေတိခိုက်တိစုံခဲ့တယ်လို့သိရပါတယ်။ဒီအချမ်းဘက်သမားရဲ့အလောင်းကိုတော့ဒီမနေ့ကနိုဝင်ဘာ18ရက်နေ့နေ့လယ်3နာရီဝင်းကျင်မှာပဲမိသေချိုခဲ့တယ်လို့သိရပါတယ်။ ဒီအာလောကပျောက်ကြားအဖွဲ့ဆိုတာကဒီ6ကြောက်ဘရွန်ဆင်ဂုံလမ်းပိုင်းတွေမှာစုဖွဲ့လှူရှားနေတဲ့အဖွဲ့တွေဖြစ်ပါတယ်2023ခုနှစ်ဇွန်လကနေစတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီးတော့ဒီအချမ်းပဲအဖွဲ့တွေက64မိုလာလမ်းပိုင်းမိုလာနဲ့ဝေးကျိုလမ်းပိုင်းတွေမှာကြော်ရင်ကျွန်တို့ဆက်ကြီးကောက်တာတွေစားကြတောင်းစရာမရှိတော့လို့ရှိရင်တော်လန်ကြီးရန်ပုံငွေဆိုပြီးတော့ပတ်စံတောင်းတာတွေနဲ့ဒီနိုင်ငံဝန်ထမ်းတွေဒီအစိုးရဝန်ထမ်းတွေကိုပြန်ပြီးဆွဲတက်ဖြတ်မှုပေါင်းရာဇဝတ်မှုပေါင်းများစွာကျူးလွန်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်။အရှိအချိန်မှာတော့ဒီအာလောကပျောက်ကြားအဖွဲ့ကစကမ်းမှုဆိုတဲ့အောင်စင်မျိုးခေါ်ဟောဟောကမှာ 一般的江边地都 DIY。 ပြီးခဲ့တဲ့လအနေငယ်ကလည်းဒီ6ကြောက်ကလုံးလမ်းပိုင်းစင်းမိပါပဝင်းကျင်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်ဒီတိုက်ပွဲတွေအတွင်းမှာလည်း6ဂျင်နဲ့မြေအတွင်းမှာဒီစုံတန်းတောင်းချမ်းနေတဲ့ပြည်ရဲ့ခေါင်းဆောင်တယောက်ပြည်ဆုံးမှုတွေဖြစ်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲတွေကတော့ဒီ6ကြောက်ကလုံးလမ်းပိုင်းရဲ့မြောက်ဘက်မှာရှိနေတဲ့ကြီးနီပြည်ပင်ရွာပဝင်းကျင်တွေမှာ ဖြစ်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်လည်းရည်ဒီအာလောကပြောက်ကြအဖွဲစုဖွဲ့လို့ရှားနေတဲ့နေရာကတော့၆မြို့နယ်ရဲ့အရှိတ်အဝါမှာရှိနေတဲ့ဒီကြီးကြီးရွာဆင်ကားရွာစတဲ့ဒီနေရာတွေမှာစုဖွဲ့လို့ရှားနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ၆မှာရှိနေတဲ့နေမိကန်တရင်တပ်ဖွဲ့ တွေပကံချောင်းမှာရှိနေတဲ့နေမြေခံတိုင်ရင်တပ်ဖွဲ့တွေအနေနဲ့ဒီ6မြို့ရဲ့အရှိတ်အဝါမှာရှိနေတဲ့ဂျမတ်သမားတွေစုဖွဲ့နေရာတွေကိုလည်းနေမြေရှင်လေးဆောင်ရွက်ဖို့လိုပါတယ်။အာလောကတောင်ကြားအဖွဲ့ဆိုတာက6မြို့နေမှာခြေစိုက်ထားတယ်ဆိုပေမဲ့ဆန်လီမြို့ရဲ့အရှိတ်ပဝင်းညင်တွေဝေးကျော်လမ်းဆောင်ရဲ့တောင်ဘက်မြောက်ဘက်ပဝင်းညင်တွေမှာအရက်သားတွေနဲ့တွာလာနေကြတာတွေရှိပါတယ်။စက်ကြီးကောက်ဖို့လိုအပ်လာတဲ့အသွင်စီပြက်လက်လာရင်တော့ရေဖောင်းတွေဝစ်ပြီးတော့တန်တဲ့တကားကားနဲ့ဒီဒေသရဲ့မိဘပြည်သူတွေရဲ့တွာလာမှုကိုနှောက်ယှက်လေးရှိတဲ့အဖွဲ့လေးဖြစ်ပါတယ်။ဒါပေမဲ့